ဒေါ်နယ်ထရပ်ကမြောက်ကိုရီးယားကိုနျူကလ িয়ার အင်အားကြီးတိုင်းပြည်လို့ခေါ်ဆုံးမြောက်ကိုရီးယားနိုင်ငံဟာနျူကလ িয়ার လက်နက်ပိုင်းတိုင်းပြည်တစ်ခုဖြစ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကပြောပါတယ်ဒေါ်နယ်ထရပ်ရဲ့အမည်ဟာအမေရိကန်အစိုးရနဲ့တရားဝင်ရည်တည်ချက်နဲ့ကွဲပြားနေပါတယ်ကြာသပတေးနေ့ကအင်ဖြူတော်မှာနေသူအဖွဲ့အကြီးအကဲနဲ့တွေ့ဆုံဆွေးနွေးမှုအစမှာသူကသတင်းထောက်တွေကိုအခုလိုပြောကြားခဲ့တာပါ သူရဲ့ပထမအသက်တန်းအတွင်းမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်နဲ့ရှေ့ခဲ့ပြတဲ့ဆက်စံရေးကိုပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ချက်ရှိမရှိသတင်းထောက်တွေကဒေါ်နယ်ထရပ်ကိုမေးမြန်းခဲ့ပါတယ်။ကင်ဂျွန်အန်နဲ့ကြီးကြေခံရတဲ့ဆက်စံရေးတည်းရဲ့ရှေ့ခဲ့တယ်လို့ဒေါ်နယ်ထရပ်ကထုတ်ပြန်ပါတယ်။ကျွန်တော်သာရွေးကောက်မခံခဲ့ရရင်ဟီလာရီကလင်တန်သမ္မတဖြစ်ခဲ့ပြီးမြောက်ကိုရီးယားနဲ့နျူကလ িয়ার စစ်ပွဲဖြစ်လာနိုင်တယ်လို့သူကဆိုပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်တို့ကြည့်ရမှာဖြစ်ပေမယ့်သိချာတာကမြကိုရီးယားဟာနျူကလ িয়ার အင်အားကြီးတိုင်းပြည်တစ်ခုဖြစ်ပါတယ်လို့မြကိုရီးယားကောင်ဆောင်နယ်ပတ်သက်လို့ဒေါ်နယ်ထရပ်ကပြောပါတယ်နျူကလ িয়ার လက်နက်ပိုင်တိုင်းပြည်တစ်ခုဖြစ် အမေရိကန်အစိုးရကတရားဝင်အတိအမှန်ပြုပါဘူးစနဝါရီလ20ရက်ကတမရအဖြစ်ကျန်းသစ္စာကျင်းဆိုချိန်မှာမြောက်ကိုရီးယားနျူကလ িয়ার လက်နက်တိုင်းပြည်လို့ဒေါ်နယ်ထရပ်ကခေါ်ဆိုခဲ့ပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်